မင်္ဂလာပါရှင်ခိတိတရင်ဌာနကနေတရင်များကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်တရင်ကတော့အေအေကထိန်းချုပ်ပြီးနောက်လလွတ်ထားခဲ့သည့် point 666စက္ကန့်ကိုဝင်ရောက်နေသည့်စစ်ကော်မရှင်တပ်အပြင်အထံပိတ်ဆို့တိုက်ခိုက်ခံရပြီးတိစုံမှုများတဲ့ဆိုတဲ့တရင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်ပရောင်မြို့နယ်ပကံကွဲချေးွာအနီးရှိအာရကတပ်တော်အေအေသိမ်းယူထားသည့် 0.666စက္ကန့်ကိုစစ်ကောင်မရှင်ကပြန်လည်ဝင်ရောက်နေရယူထားရာယခုရက်ပိုင်းအတွင်း AAE ပိတ်ဆို့တိုက်ခိုက်ခြင်းကိုခံရကြောင်းသိရပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာ9ရက်နေ့က0.666စက္ကန့်တွင်ရှိစစ်ကော်မရှင်တပ်ကို AA နှင့်ပူးပေါင်းတပ်ဖွဲ့များကပြန်လည်တိုက်ခိုက်နေရာတိုက်ပွဲပြင်းထန်ဖြစ်ပွားနေကြောင်းသိရပါတယ်။ကပါစာ76ရဲ့အထူးကကင်းစခန်းကုန်းဆိုတော့စစ်တပ်ကဘလို့ရရပြန်ယူခြင်းနေတာ လေကြောင်းကြောင့်ပူးပေါင်းတပ်ကနောက်ဆုံးနေရာချိန်မှာဝင်နေရယူတာ အခုပိတ်ဆို့တိုက်ခိုက်ခံရတာတည်ဆုံးမြတဲ့ဟုစည်ရေးသတင်းရင်းမြစ်ကသတင်းဌာနကိုပြောပါရယ်စစ်ကော်မရှင်ဤကာကွယ်ရေးပစ္စည်းဆက်ယုံခပ်ပါဆ16ဤအဓိကကကင်းစခန်းကုန်ကြီးဖြစ်သည့် point 666စခန်းကို AA ကပြီးခဲ့တဲ့အောက်တိုဘာ14ရက်နေ့တွင်သိမ်းပိုက်ထားခဲ့ခြင်းဖြစ်ပါရယ် AA ကထိုးသွင်းသိမ်းယူပြီးနောက်ရပ်ပိုင်းအတွင်းနေမြေရှင်းလင်း၍တပ်များဆုတ်ခွာထားခဲ့ရန် point 666စခန်းကုန်ကိုစစ်ကော်မရှင်ကပြန်လည်ဝင်ရောက်နေရယူတက်ဆွဲလာခြင်းဖြစ်ကြောင်းသိရပါရယ် စခန်းကုန်းပြန်ပါမသွားစေရန်စစ်ကော်မရှင်ကလက်နက်ကြီးပစ်ကူရုံးဖုံးများအပြင်လေကြောင်းမှပါအပြင်းထန်ကောက်ွယ်တိုက်ခိုက်နေကြောင်းသိရပါတယ်။ညောင်ချေတော့အခြေဆိုင်ဒါတရ601ဒရုန်းတပ်ရင်းများကလည်းတိုက်ပွဲဖြစ်ပွားရာနေရာနှင့်ရိုးပေါ်ကိုလက်နက်ကြီးများအပြင်ဇက်တိုက်ပစ်ခတ်မှုများရှိနေကြောင်းစစ်ရေးတရင်ရင်းမြစ်ချမ်းမှသိရပါတယ်။ညောင်ချိုးနှင့်လေတာတောင်တကြောတွင်ထိပ်တိုက်ပွဲများရနာနေပြီးပွိုင်ကုန်းတွင်သာတိုက်ပွဲပြင်းထန်နေကရုံးတိုက်ခိုက်မှုများစစ်ကော်မရှင်ကပြုလုပ်လာပါတယ်။ ဆက်လက်ပြီးလောင်လုံးမြို့ကျန်းဖို့ပါတီရုံတွင်ပေါက်ကွဲမှုဖြစ်ပွားပြီးမိလောင်မှုစစ်တပ်ကလာရောက်မိငိမ့်ခြင်းမရှိပြီးတယုံလုံးပြကြတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။တနင်္သာရီတိုင်းလောင်လုံးမြို့ကျန်းဖို့ရုံတွင်ပေါက်ကွဲမှုဖြစ်ပွားပြီးမိလောင်မှုဖြစ်ပွားခဲ့ကအကျန်းဖက်စစ်တပ်ကလာရောက်မိငိမ့်ခြင်းမရှိသောကြောင့်တယုံလုံးပြကြသွားကြောင်းဒေသခံပြည်သူများကသတင်းဌာနကိုပြောကြားပါတယ်။ရှင်နီနိုဝင်ဘာလ၈ရက်နေ့နနက်9:00နာရီခန့်တွင်လောင်လုံးမြို့ကျန်းဖို့ပါတီရုံးတွင်ပေါက်ကွဲသံနှစ်ချက်ထွက်ပေါ်လာပြီးနောက်မိလာမှုဖြစ်ပွားခဲ့ကြောင်း ထိုသို့မိလောင်မှုဖြစ်ပွားခဲ့တော်လဲလောင်လုံးရဲစခန်းတွင်တက်ဆွဲထားသောစစ်သားများကလာရောက်မိငိမ့်ခြင်းမရှိသောကြောင့်တရုံလုံးပြကြသွားကြောင်းသိရပါတယ်။ထိုကျန်းဖို့ပါတီယုံပောက်ကွဲမှုအတွင်ပြည်သူများထိခိုက်မှုမရှိဘဲအကြမ်းဖက်စစ်တပ်ကလည်းတက်ဆွဲထားခြင်းမရှိသောကြောင့်ထိခိုက်မှုမရှိကြောင်းသိရပါတယ်။လက်ရှိချိန်တွင် လောင်လုံးမြို့ရဲစခန်းမှာအကြမ်းဖက်စစ်သားများသည့်အင်အားလုံးရင်ဖြစ်ထွက်လာပြီးကျန်းဖို့ရုံအနီးအနားတွင်လှည့်လည်သွားလာနေကာဓာတ်ပုံရိုက်ခြင်းများလှုပ်ဆောင်နေကြောင်းသိရပါတယ်။ မနက်ကပောက်ကွဲတဲ့နှစ်ချက်ကြားလိုက်ရပြီးမိကိုလုံးတွေထွက်လာတာကိုတွေ့လိုက်ရတယ်။ဒေါက်တော်ကြာတော့လိုက်မေးကြည့်တော့ကြက်ဖို့ယုံမှာပောက်ကွဲပြီးမိလောင်လာလို့သိရတယ်။စစ်ခွဲတွေရဲစခန်းထဲမှာရှိတာပဲ။အဲ့ဒါကိုထွက်လာပြီးမိမငိမ့်ဘူး။သူတို့ဘာသာဖောက်ခွဲပြီးပြန်လောက်တာလာတော့မသိဘူး။တယုံလုံးပြကြသွားပြီးမှရဲစခန်းတွေကထွက်လာပြီးဓားပုံရိုက်တာတွေလုံနေတယ်လို့သိရတယ်ဟုဒေသခံပြည်သူတို့ကပြောဆိုပါတယ်။ ဆလပီမြင်းချံမျိုးနဲ့စိတ်ညံရည်တင်ရုံရှိစစ်တပ်၏စစ်ကြောင်းစစ်စေးရေးဂိတ်နှင့်စစ်သင်္ဘောများကို၄ရက်ဆက်တိုက်ဒရုန်းဖြင့်ဖုံးကျဲတိုက်ခိုက်မှုစစ်သား၃ဦးသေဆုံးတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်။မန္တလေးတိုင်းမြင်းချံမျိုးနဲ့စိတ်ညံရည်တင်ရုံရှိအကြံဖက်စစ်တပ်ရေချောင်းစစ်စေးရေးဂိတ်နှင့်စစ်သင်္ဘောများကို၄ရက်ဆက်ဒရုန်းဖြင့်ဖုံးကျဲတိုက်ခိုက်ရာစစ်သား၃ဦးသေဆုံးခဲ့ကြောင်းရေစကြိုတပ်ပေါင်းစုမှထောင်ဝင်ရှိသူတအုပ်ကသတင်းဌာနကိုပြောကြားပါတယ်။နိုဝင်ဘာလ၁ရက်၊၃ရက်၊၄ရက်နဲ့၅ရက်နေ့တို့တွင် စိတ်ညံရေတင်ယုံရှိအကြံဖတ်စစ်တဲ့ရေချောင်းစစ်စစ်ရေကိတ်နဲ့စစ်သင်္ဘောများကိုရေစကြိုမြို့နယ်တပ်ပေါင်းစု drone အဖွဲ့ကဘုံရှစ်လုံးတဲချတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။ထိုတိုက်ခိုက်မှုအတွင်းစိတ်ညံရေတင်ယုံရှိစစ်တဲ့ရေချောင်းစစ်စစ်ရေကိတ်ထမင်းစားဆောင်နှင့်ကမ်းခြေကတ်နေသောစစ်သင်္ဘောပေါ်သို့ကြောက်ရောက်ပောက်ခွဲခဲ့ပြီးအကြံဖတ်စစ်သား၃ဦးသေဆုံးက၂ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်။ကျွန်တော်တို့ကနေ့စဉ်အချိန်မှန်ချနေတာတော့မဟုတ်ဘူး။ တစ်ချိန်လုံးစောင့်ကြည့်နေပြီးနေကင်းဘက်ထမင်းဟင်းချက်နေတဲ့အချိန်နဲ့ညဘက်သင်းမောကန်ကတ်ချိန်တွေချခဲ့တာပါတလုံးကတော့တင်းမောပေါ်တဲ့တဲ့ကြပြီးနေရာမှာတင်ပွဲချင်းပြီးသုံးကောင်သေးတယ်လို့သိရပါတယ်။သုံးရက်နေ့ကထမင်းဟင်းချက်တဲ့နေရာချခဲ့တာနှစ်ကောင်ပေါင်ထိတယ်လို့သိရပါတယ်။အဲ့ဒီထဏ်ရရတဲ့ကောင်တွေရေတင်းယုံမှာပဲဈေးကုနေတယ်လို့သိရတယ်။ကျွန်တော်တို့သုံးရက်နေ့ကတင်းမောပေါ်တဲ့တဲ့ကြပြီးသုံးကောင်သေးတဲ့နေ့ကတညာလုံးနှိပါလက်နဲ့ကြီးငယ်နဲ့ဒရဇက်ကိုပတ်ပစ်နေကြတာဟုရေစကြိုတပ်ပေါင်းစုမှတာဝန်ရှိသူကပြောဆိုပါတယ်။ အဆိုပါတိုက်ခိုက်မှုကိုရေစကြိုတပ်ပေါင်းစုဒရုန်းအဖွဲ့ညင်းချန်ခရိုင်အမှတ်တရရင်တို့ဖူးပေါင်းပါဝင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးအကြံဖက်စစ်သားများလက်နက်ကြီးလက်နက်ငယ်များဖြင့်ရန်တမ်းပစ်ခတ်ခဲ့တော်လဲပြည်သူ့ကောက်ခွေရေးရဲဘော်များအထူးကံရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်။ဆက်လက်ပြီးရေစကြိုမျိုးနယ်ကထွက်လာသောစစ်ကောင်စီတပ်သားများမိုင်းဆွဲခံရပြီးဗိုလ်ကြီးတအူးအပါဝင်၃ဦးသေဆုံးတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မကွေးတိုင်းရေစကြိုမျိုးနယ်ကထွက်လာတဲ့အကြံဖက်စစ်ကောင်စီတပ်သားများမိုင်းဆွဲခံခဲ့ရတဲ့အတွက် ဗိုလ်ကြီးတယောက်ပါဝင်၃ယောက်သေဆုံးသွားတယ်လို့ရေစကြိုမြို့နယ်ပကဖားရဲ့တာဝန်ရှိသူကသတင်းဌာနကိုပြောပါတယ်။နိုဝင်ဘာ9ရက်မနေ့ကနေ့လယ်၂နာရီလောက်မှာရေစကြိုမြို့နယ်တပ်သုံးတပ်ကအင်အား50ဝန်းကျင်နဲ့စူပောင်းထွက်လာတဲ့စစ်ကော်မရှင်တပ်သားတွေဟာပေကုံကြီးပါရေတကာအနီလန်ကင်းယူနေချိန်မှာကာကွယ်ရေးတပ်ဖွဲ့တွေကမိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။အဲဒီလိုမိုင်းဆွဲတိုက်ခိုက်မှုကြောင့်မိုင်းနားမှာရှိနေတဲ့စစ်ကော်မရှင်တပ်သား၁၀ယောက်ထဲကဗိုလ်ကြီးတယောက်နဲ့တပ်သား၂ယောက်သေဆုံးသွားတယ်လို့သိရပါတယ်။ အပြန်အလှန်ပြစ်ခတ်မှုမရှိဘူးမိုင်းဆွဲခံရပြီးတည်သွားတာကိုတက်တွင်းသတင်းအရသိတာဒီနေ့နိုင်ကြီးလောက်ကြတယ်ကိုဘက်ကထိခိုက်မှုမရှိခဲ့ဘူးလို့ရေစကြုံမျိုးနဲ့ပါကာဖာရဲ့တာဝန်ရှိသူကသတင်းဌာနကိုပြောပါတယ်မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက်စစ်ကော်မရှင်တပ်သားတွေဟာလက်နက်ကြီးလက်နက်ငယ်တွေနဲ့ရန်တမ်းပြစ်ခတ်ခဲ့လို့ဒေသခံနှစ်ယောက်ကြီးထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့အနီနာကြီးပါကနေအိမ်၃လုံးနဲ့မိရှုဖြက်စည်းခံခဲ့ရတယ်လို့ဆိုပါတယ်မိုင်းဆွဲခံရပြီးတက်ကကားနဲ့လောက်ခေါ်သွားတယ် မိုင်းဆွဲခံရပြီးစခမတွေရောက်လာပြီးတဏီကုံရန်တန့်ပစ်ခတ်တာတွေလုပ်တယ်။ဒီနေ့တော့ပြန်သွားကြပြီလို့အထက်ပါတာဝန်ရှိသူကပြောပါရယ်။ပြီးခဲ့တဲ့ဇူလိုင်15ရက်နေ့ကလည်းခလာယာ258ကစစ်ကော်မရှင်တပ်သားတွေဟာရေစကြိုမြို့နယ်ကံဘက်ကြီးပါကို80မမလက်နက်ကြီးနှလုံးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက်ရေစကြိုပကဖတ်တပ်ဖွဲ့ကမိငိမ့်ဖို့သွားချိန်မှာစစ်ကော်မရှင်တပ်ဘက်ကနောက်ထပ်80မမနဲ့ထပ်မံပစ်ခတ်ခဲ့လို့ရဲဘော်ကောက်ကြီးခမောင်ရန်နိုင်နှင့်ဇနီးဖြစ်သူတို့ကြာဆုံးခဲ့ပါရယ်။ ဆက်လက်ပြီးဖာပွန်ခရိုင်တွင် အော်တိုဘာလအတွင်းတိုက်ပွဲ122ကြိမ်ဖြစ်ပွားပြီးစစ်တပ်မှတရင်မှုတအုပ်အပါဝင်34ဦးသေဆုံးစစ်တပ်ကလေကြောင်းလက်နက်ကြီးများဖြင့်ကျေးရွာများကိုတိုက်ခိုက်မှုပြည်သူတအုပ်သေဆုံးတယ်ဆိုတဲ့သတင်းကိုထင်ဆက်ပြီးသားမှဖြစ်ပါတယ်။ကရင်ပြည်နယ်ဖာပွန်ခရိုင်တွင် အော်တိုဘာလအတွင်းတိုက်ပွဲ122ကြိမ်ဖြစ်ပွားပြီးအကြမ်းဖက်စစ်တပ်မှတရင်မှုတအုပ်အပါဝင်34ဦးသေဆုံးကာ စစ်တပ်ကစစ်ကြောင်းလက်နက်ကြီးများဖြင့်ခြေရွာများကိုတိုက်ခိုက်ခြင်းကြောင့်ပြည်သူတအူးသေဆုံးခဲ့ကြောင်း KNU မူကျွာ district ကထုတ်ပြန်ထားပါတယ်။အော်တိုဘားလ၁ရက်နေ့မှ32ရက်နေ့ထိဖာပွန်ခရိုင်အတွင်အကြမ်းဖက်စစ်တပ်နှင့် KNL ပူးပေါင်းတပ်ဖွဲ့များကြားတိုက်ပွဲ120ကြိမ်ဖြစ်ပွားခဲ့ကြောင်းသိရပါတယ်။ထိုထိတွေ့တိုက်ပွဲများအတွင်အကြမ်းဖက်စစ်တပ်ဘက်မှတရင်မှုတအူးနှင့်ဘူကြီးတအူးအပါဝင်34ဦးသေဆုံးခဲ့ပြီးထိခိုက်ဒဏ်ရာရရှိသူ88ဦးရှိကြောင်း တိုက်ပွဲများအတွင်အကြံဖတ်စစ်တပ်ဌာနဆိုင်ရာအဆောက်အဦတလုံးကိုလည်းချက်စီးနိုင်ခဲ့ကြောင်းသိရပါတယ်။ထို့ပြင်အကြံဖတ်စစ်တပ်ကလည်းပြည်သူများနေထိုင်သည့်ခြေရွာများကိုဒရုန်းဖြင့်၁၂ကြိမ်၊ Jet Fighter ဖြင့်၉ကြိမ်၊120မမလက်နက်ကြီးများဖြင့်ဘုံကျဲပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့်ပြည်သူတပ်ဦးတေဆုံးခဲ့ပြီးထိခိုက်ဒဏ်ရာရရှိသူများရှိကနေအိမ်များစတင်ကြောင်းများနဲ့ဘာသာရေးဆိုင်ရာအဆောက်အဦများထိခိုက်ပျက်စီးခဲ့ကြောင်းသိရပါတယ်။ အလားတူစတင်ဘာလပိုင်းကလည်းဖားပွန်ခရိုင်တွင်အကြံဖက်စစ်တပ်နှင့် KNL တပ်မဟာငါတို့တိုက်ပွဲ133ကြိမ်ဖြစ်ပွားခဲ့ပြီးစစ်တပ်မှ20ဦးသေဆုံးက39ဦးထိခိုက်ဒဏ်ရာရရှိကတိုက်ပွဲများအတွင်စစ်တပ်ကအရဲသားပြည်သူများနေထိုင်သည့်ခြေရွာများကိုပါလေကြောင်းဖြင့်ပုံကျဲတိုက်ခိုက်ခြင်းကြောင့်ပြည်သူများရွာလုံးကျွတ်ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်းသိရပါသည်။ကျွန်မတင်တင်ဆက်မှုကိုဒီမှာပဲရနာကွယ်ပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်။